ားလုံးပဲမင်္ဂလာပါ။ကျောင်းဒီနေ့မှာပေါ့နော် Oppo A35 လုံးလေးကိုကျွန်တော် user log ဖြတ်ကြည့်မှာပေါ့နော်။ user log ဖြတ်တဲ့အချိန်မှာကျွန်တော်တို့နော် recovery နီးလေးနဲ့မရအောင်ပေါ့နော်ဒီလုံးမှာကျွန်တော်စမ်းပြီး recovery နီးနဲ့မရအောင်အဲအကြောင်းကျွန်တော် PC သုံးပြီးတော့2တခုသုံးမှာပေါ့နော် unlock 2ပဲဖြစ်ဖြစ် mobile C2 ပဲဖြစ်ဖြစ်သုံးပြီးတော့ကျွန်တော်ဖြည့်မှာပေါ့နော်။ဟောပြရအောင်ဆိုရင်ကျွန်တော်ပထမအုပ်ဆုံးကျွန်တော်ကြည့်ကြည့်မှာပေါ့နော်။ဟောနော်။အတန်ခလုတ်လေးကကျွန်တော်တို့နော်နည်းနည်းမာနေတယ်ဒီအပေါ်အတန်ချဲတဲ့ခလုတ်လေးကနော်။ ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် PC ထဲမှာကျွန်တော်တို့เนาะ Oppo A35 လေးကိုတစ်ချက်လောက်ရိုက်ကြည့်ကြည့်မှာเนาะ Oppo A35 လေးကို Okay Oppo Oppo A35 ပေါ့เนาะ Okay 30တိုင်း GSM Mina website ကပဲပေါ့เนาะအဲသူရဲ့ CPU ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ media ထက် MTK လုံးပေါ့เนาะဟုတ်ပြီ MTK လုံးဆိုရင်ကျွန်တော်တို့စောက်ဖွင့်ကြမလို့ပဲねကျွန်တော်တို့ဆုံးကင်ပြီးတော့ဖြုတ်မှာပေါ့เนาะအဲ့လောက်ထူတဲ့ဝင်မယ် ားလုံးထူတဲ့ဝင်ပြီးတော့ Oppo Oppo A35 ပေါ့နော်โอเคโอเค Alpha ပြီးတော့ပါနေနိုင်တယ်အဲ့ဒါကြောင့်မို့ Factory Restart Alpha ပြီးပေါ့နော်နောက်ခုစလုံးကိုကျွန်တော်ချမှာပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကနော်ဒီမှာဖုန်းကိုဆက်ပိတ်လိုက်မယ်နော်โอเคဆက်ပိတ်လိုက်မယ် စပိတ်လိုက်ပြီးတော့ကျွန်တော်အတန်ကုနာမှာကျိုးတော့ဖြုတ်ထားမှာပေါ့နော်ကျိုးဖြုတ်ထားမယ်ကျွန်တော်တော့ဖုန်းမှာတော့ထိုးထားလိုက်တယ်ဖုန်းမှာနည်းနည်းထိုးသွားခတ်လို့ပေါ့နော်โอเคဖုန်းမှာတော့ကျိုးထိုးထားမယ်ကုနာမှာဖြုတ်ထားမှာပေါ့နော်ကျွန်တော်ကစပိတ်လိုက်ပြီးစုံကင်မှာပေါ့နော်၃ခုစလုံးစုံကင်ပြီးတော့နော်ကျိုးလေးထိုးလိုက်မယ် โอเคကျွန်တော်ကျိုးညိတ်သွားတာနဲ့နော်ဒန်းပြေးသွားတာရောင်မြန်လာပေါ့နော်ရောင်မြန်ပါတယ်အဲအဖာဘီโอเค user data โอเคဆိုရင်တော့ကျွန်တော်တို့ပြက်ပြီလို့တော့ထင်တယ်เนาะချက်လာတော့ဆက်လေးနှိုးကြည့်ပြီးတော့เนาะဒီဆက်ရက်လေးကြော်ပြီးတော့ကျွန်တော်ဆက်လေးတစ်ချက်လောက်နှိုးကြည့်ကြည့်မယ် โอเคဆက်ရက်လီတော့တက်လာခဲ့ပြီဗောနော်ကျွန်တော် language ရွေးပြီးလိုက်မှာဗောနော်โอเค name လေးဆက်ပေးမယ် name ဆက်ပေးမယ်เนาะ continue ပေးမယ် name ဆက်ပေးမယ် name ဆက်ပေးမယ်โอเค skip โอเค skip skip name name ဆက်နေသွားမှာဗောနော်โอเค mo เนาะဒါကြော်သွားမှာဗောနော်ကျွန်တော်အကောင်လုံး โอเคအဲ့တော့ဆိုရင်ကျွန်တော် user log လည်းပြုတ်ပြီး FRV လည်းကြာပြီเนาะ FRV လည်းလွတ်သွားပြီဗောနော်အဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်